ကြောက်ကက်လင်းနိုင်မှာအသက်ဆက်ရှင်ခွင့်ရနိုင်မဲ့ကြောက်ကက်ဝေဒနာရှင်မလေးပရိသတ်များအားလုံးမင်္ဂလာပါရှင်အသက်28နှစ်အရွယ်ရှိပြီဖြစ်ပြီးရုပ်ရည်ချောမောလှပတဲ့မတ်နှင်းသက်စွာဟာကြောက်ကက်ယောဂကိုငငယ်ရွယ်ရွယ်နဲ့ခံစားနေရတဲ့အမျိုးသမီးငယ်တဦးပါသူမဟာအရင်ကဗန်မာအလုပ်ဝင်လုပ်ခဲ့ပြီးမင်္ဂလိသဘာဝမို့အလှပကိုအရန်နှစ်သက်မြင်လို့သူပဲဖြစ်ပါတယ်စပင်းရှိရှိနဲ့ချစ်စရာကောင်းလာတဲ့သူမကိုမြင်သူတိုင်းငေးကြည့်ရတဲ့ရုပ်ရည်ပိုင်ရှင်မျိုးပါ သူမဟာကြောက်ကဲ့ယောဂါကိုခံစားခဲ့ရတဲ့အချိန်မှာဘယ်အရာမှမမြဲဘူးဆိုတဲ့တရားတွေကိုသိရှိလာခဲ့ပါတယ်။သူမရဲ့ချောမောလှပတဲ့ရုပ်ရည်ဟာလေယောဂဝေဒနာဆူရဲ့ဒဏ်တွေကြောင့်ပျက်စီးသွားခဲ့ရပါတယ်။ငယ်ရွယ်တဲ့မိမဖြူတရားမို့သူမမှာအိမ်မက်တွေရီမန်းချက်တွေများစွာရှိနေခဲ့တာပါ။ဒါပေမဲ့ကြောက်ကဲ့ယောဂါဆိုကြီးဟာသူမရဲ့အိမ်မက်တွေရီမန်းချက်တွေကိုဖျက်ဆီးသွားခဲ့ပါတယ်။သူမဟာသွေးတွေအရန်တိုးနေပြီးနေမကောင်းဖြစ်တဲ့အတွက် ဆရာဝန်သွားပြရာကနေကြောက်ကက်ပျက်စီးနေမှန်းသိရှိခဲ့ရတာပါ။သူမယောဂကိုသိရှိတဲ့အချိန်မှာဆရာဝန်ရဲ့ဆေးဆစ်ချက်များမှားယွင်းနေသလားလို့တောင်ထင်ခဲ့ပါရဲ့။ဆရာဝန်ပေးတဲ့ဆေးကိုတောက်ခဲ့ပေမဲ့မသက်သာခဲ့ပါဘူး။အစာစားပြီးအန္တရာယ်မျိုးညာဘက်အိတ်မပြောတာတွေလည်းဖြစ်ခဲ့ရပါရဲ့။နောက်ဆုံးမှာကြောက်ကက်ဆေးမှတက်တာမှဖြစ်တဲ့အတွက်တပတ်နှစ်ကြိမ်ကြောက်ကက်ဆေးခဲ့ရပါရဲ့။သူမဟာအခုဆိုရင်ကြောက်ကက်ဆေးတာ၃နှစ်ကျော်သွားခဲ့ပါပြီ။ ကြောက်ကက်စေးတဲ့ဒဏ်တွေကြောင့်တဖြည်းဖြည်းနဲ့ဘိုက်လဲပူသားခဲ့ပါတယ်။ယောဂဆက်ဖြစ်တဲ့အချိန်မှာဘာကြောင့်ကိုကြမဒီလိုယောဂဆူဖြစ်ရတာလဲဆိုပြီးဝမ်းနည်းပူဆွေးကလက်မခံနိုင်အောင် ဖြစ်ခဲ့ရပါတယ်။သူမဟာညာတိုင်းလိုလိုငိုခဲ့ရတဲ့နေ့တွေလည်းမနေခဲ့ပါဘူး။နောက်ဆုံးမှ ဖြစ်လာတဲ့လောကဒဏ်ကိုပဲလက်ခံပြီးအကောင်းဆုံးကျော်ဖြတ်ခဲ့ပါတယ်။သူမမရှိတော့ရင် သူမမိခင်ဘယ်လိုနေမလဲဆိုတဲ့စိတ်နဲ့အတင်းကအသက်ရှင်တမ်းမှုကျူးစားနေရသူလေးပါ။ အမေကိုသူမဘွဲဝဲဆောင်နဲ့ရိုက်ထားတဲ့ဓာတ်ပုံကိုမြင်စေခြင်းနဲ့ဆန္ဒရှိခဲ့ပါတယ်။ဒါပေမဲ့ကြောင်ဆက်မတက်နိုင်တော့တဲ့အတွက်သူမဖြစ်ခြင်းနဲ့ဆန္ဒမပြေဝခဲ့တော့တာကြောင့်စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။သူများတွေရုံသွားတာမြင်ရင်သူမလည်းအရင်ချိန်တွေကိုတတိယမိပြီးရုံပြန်တက်ခြင်းစိတ်တွေဖြစ်ခဲ့ရပါတယ်။သူမလည်းတခြားသူတွေလိုမိခင်ကြီးကိုလှုပ်ကြွေးခြင်းစိတ်ရှိတဲ့တမိလိမ္မာလေးပါ။ဒီယောဂစိုးကြီးကနေအမြန်ဆုံးလွတ်မြောက်ခြင်းတဲ့အတွက် ပါကျုပ်ဆရာတော်ကြီးရဲ့တရားတွေကိုနာယူပြီးဘဝကိုရှေ့ဆက်နေရပါတယ်။ဘယ်အရာမှမမြဲဘူးဆိုတဲ့တရားတွေကို သိလာခဲ့ပါတယ်။ကျမ်းမာရေးမကောင်းတဲ့ကိုယ့်ရဲ့ပုံစံကိုမမြင်ကျင်တဲ့အတွက်မှန်ကိုယ်တော်မကြည့်တော့ပါဘူး။ဓာတ်ပုံလည်းရိုက်ချင်စိတ်မရှိတော့လောက်အောင် ဖြစ်ခဲ့သူပါ။အရင်လိုမလှစင်တော့ပဲနေကောင်းပြီးဘဝကိုတက်တောင့်တတာနေပဲဖြတ်တန်းသွားခြင်းစိတ်ပဲဖြစ်နေပါတယ်။အခုဆိုတလားကို၃ချိန်ကြောက်ကက်ဆေးရပါမယ်။ သူမရဲ့တလကြောက်ကက်ဆေးတဲ့ဈေးဟာသိန်း20ဝန်းကျင်လောက်ရှိနေပြန်ပါတယ်။ဒါကြောင့်တလနှစ်ကျင်းလောက်ပဲဈေးနိုင်ခဲ့ပါတယ်။သူမမိသားစုကလည်းမထောက်ပံ့နိုင်တော့တာကြောင့် online ပေါ်မှာအလှူရှင်တွေကိုအကူအညီတောင်းခဲ့ရပါတော့တယ်။သူမဟာကြောက်ကက်လေးနိုင်ဖို့မျှော်လင့်နေမိပြီးကြောက်ကက်ကောင်းသွားမယ်ဆိုရင်တီလရှင်ဝတ်ဖို့ကိုလည်းစိတ်ကူးထားပါတယ်။ကြောက်ကက်ယောဂစူးကြီးကိုဘသူကမှမခံစားစေချင်တော့ပါဘူး။ကြောက်ကက်ယောဂမဖြစ်အောင်သွေးတိုးစေမဲ့အစားအစာတွေကိုရှောင်ရှားစေခြင်းပဲ။ ရေမြများတောက်ကြဖို့ကိုလည်းတိုက်တွန်းပေးလိုက်ပါရယ်။ကြောက်ကက်လေးစနေတဲ့မန်နင်းသက်စော်ရဲ့ဆန္ဒတွေအမြန်ဆုံးပြေဝအောင်အလူရှင်တွေအများကြီးပေါ်ပေါက်လာပါစေလို့လည်းဆုတောင်းပေးလိုက်ပါရယ်။ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ပရိသတ်တွေကိုကျေးဇူးထူးပဲတင်ပါတယ်ရှင်။